လမိုင်းရမဲကိုအစာပေါင်းတေးသချင်းနဲ့ရဲဆက်ဆက်လောင်မြောင်ခဲ့ကြတဲ့ချဲစီဖန်များအပြီးခဲ့တဲ့ချဲစီနဲ့ဘာစီလိုနာတို့ရဲ့ချန်ပီယံလိပွဲစဉ်မှာအဓိကပြောစရာဖြစ်ခဲ့တာတော့ Stanford Bridge ပတ်ပတ်လေမှာဟစ်ကျွေးတန်နေကြားနေခဲ့ရတဲ့လမိုင်းရမဲကိုလောင်မြောင်ခဲ့တဲ့ပြင်းထန်တဲ့သချင်းတစ်ပုဒ်ပဲဖြစ်ပါလိမ့်မယ်။ဒီပွဲစဉ်မှာတိုင်ကင်ကလေးကကမ္ဘာပေါ်သို့လောကရဲ့အကောင်းဆုံးလူငယ်ပါရမီရှင်နှစ်ဦးဖြစ်ကြတဲ့ချဲစီဘက်က SD Vaughn နဲ့ဘာစီလိုနာအသင်းကလမိုင်းရမဲတို့ရဲ့နိုင်ရှင်ပြောဆိုမှုတွေများပြားခဲ့ပြီးတော့ ရမေရလေးအဲ့ဒီဘွဲမတိုင်ခင်နောက်ဆုံး၄ဘွဲမှာ၃ခုအထိတွေးယူထားတာကြောင့်မလို့ခြေစွမ်းပြဖို့မျော်လင့်ခံခဲ့ရတဲ့သူပါ။ဒါပေမဲ့ပွဲစဉ်တစ်လျှောက်လုံးမှာ SD Vowa ဒါပုံမလုံးပြခဲ့ပြီးတော့ဘရာဇီးလူငယ်ကစားသမားဘောလုံးကိုဖမ်းယူနောက်ခံလူနှစ်ဦးကိုဖျက်ချော်က၅ဘောက်အောက်ဘက်ကိုအရှိန်ပြင်းပြင်းကန်သွင်းတဲ့အမကန်တကူတော်ကိုတွေးယူပြီးတဲ့နောက်မှာခြေစည်းကိုတူးစည်းနဲ့ဦးဆောင်စေခဲ့ပါတယ်။ရော်နေအာရှူဂျိုကပထမပိုင်းမပီးခင်လေးမှာ မက်ဂူဂူရယ်လာကိုပြစ်ဒဏ်ကျူးလွန်ခဲ့လို့အနီကပ်တဲ့ထုတ်ပယ်ခံရပြီးတဲ့နောက်မှာဘာစီလိုနာအတွက်အခြေအနေကပိုပြီးတော့ဆိုးရွားသွားပါတယ်။ရာမဲရဲ့ခြေစွမ်းမပြနိုင်တာနဲ့ SD Vaughn ရဲ့ခြေစွမ်းပြမှုတွေကြောင့်မလို့ Chelsea ပြိသက်တွေကဒုတိယပိုင်းမှာပိုပြီးတော့အရှိန်မြင့်လာခဲ့ပြီးတော့ရာမဲကို80မိနစ်မှာလူစားမလဲခဲ့တဲ့မင်းရ SD Vaughn ရဲ့အမိုက်ပုံပဲလို့လောင်ပြောင်နဲ့တချင်းကိုကျေလောင်စွာတီးဆိုခဲ့ကြပါတယ်။ဒီသချင်းဟာ Sanford Bridge ရဲ့ပြင်းထန်တဲ့အငွေ့အသက်ကိုဖော်ပြခဲ့ပြီးတော့ ဘရာဇီးလူငယ်အစီဘာဝါပွဲပြီးမှပြည်သက်တည်းရဲ့အထူးဂုဏ်ပြုခြင်းကိုခံခဲ့ရပါတယ်။ပွဲဝစားခင်မှာပဲရာမဲစပိန်နိုင်ငံသားအသင်းပေါ်မက်ကူဂူရီလာကရာမဲတွေခက်ခဲတဲ့ညတညဖြစ်နိုင်ကြောင်းနောက်ပြောင်ပြီးတော့တတိပေးခဲ့ပါတယ်။ဂူဂူရီလာကပွဲမစခင်အင်တာဗျူးမှာယာမင်းနဲ့ SD Vao တို့နှစ်ဦးစလုံးကပါရမီရှင်တွေဖြစ်ကြပြီးတော့တဦးချင်းထိုးပေါက်ကစားတော်နှစ်သက်ကြတယ်လို့နိုင်ရှင်လည်းပြောကြခဲ့ပါတယ်။ပွဲချိန်တွင်းမှာလည်းပဲဂူဂူရီလာကသူ့ရဲ့နိုင်ငံကအသင်းပေါ်အများစုမှာထိရောက်မှုမရှိအောင်လို့ထိချုပ်ထားနိုင်ခဲ့ပါတယ်။ ဂူရီလာကယာမေယျဥရောပမှာ200ဒီ300ဒီလောက်ကစားထားပြီးတော့ SD Vauha ဒီယာဒီမှာရောက်ရှိလာဖြစ်တဲ့အတွက်ကြောင့်ပါချားချက်ရှိနိုင်ကြောင်းဒါမဲ့လည်း SD Vauha ကောင်းမွန်စွာဆက်လက်ပြီးတော့တိုးတက်နေကြောင်းထပ်လောင်းပြောကြားခဲ့ပါသေးတယ်။အဲဒါအပြင်ပရိသတ်တီရဲ့မှတ်ချက်အရယာမေယျချီဆွမ်းပရီးမီးယားလိအဆင့်နဲ့ခြားနားနေကြောင်းထင်ရှားစေပြီးတော့တချို့က SD Vauha ရဲ့စွမ်းရည်ကြောင့်ယာမေယျယူကစားသမားတူလို့ဖြစ်သွားခဲ့ကြောင်းဝေဖန်ပြောဆိုခဲ့ကြပါသေးတယ်။ဘလွန်ပရိသတ်တူကလည်းဒီလိုတချို့ကယူရှေးလောင်ပြောင်တာထက်ပိုပြင်းထန်ပြီးတော့ အထူးသဖြင့်လည်းကမ္ဘာအဆင့်မှာစတင်ခြေချတဲ့ဆယ်ကျော်သက်ကစားသမားတဦးရဲ့စိတ်ဓာတ်ကိုတိုက်ရိုက်ထိခိုက်စေပါတယ်။အဲဒါကြောင့်ဆိုရင်အဲ့လိုယာမျိုးတွေကိုပိတ်ပင်သိမ်းပါတယ်လို့မှတ်ချက်ပေးခဲ့ပါသေးတယ်။တခြားပြည်သက်တဦးကလည်း Stanford Bridge မှာဆယ်ကျော်သက်တဦးရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကတခုကိုအခုပဲမျက်မြင်တွေ့ခဲ့ရတယ်။ဒါကလမ်းမရမယ်တော့မဟုတ်ဘူး။ခြေကြီးကစားသမား SC Vaughn ပါပဲလို့ရေးသားခဲ့ပြီးတော့ SC Vaughn ရဲ့စွမ်းဆောင်ရည်ကိုအဓိကထားပြောဆိုခဲ့ပါတယ်။နောက်ထပ်ပြည်သက်တဦးကလည်းဒီပွဲကလမ်းမရမယ်ဟာ Premier League ကအန်တိုနီလိုမျိုးဖြစ်နေတယ်။ အစိမ်းန်းကွာခြားမှုဘလောက်ရှိသလဲဆိုတာကိုပြသနေတယ်လို့យေတာခဲ့ပြီးတော့ရာမဲအခြေစွမ်းကြာစည်းမှုဝေဖန်ခဲ့ပါတယ်ဘာစီလိုနာရဲ့ပြည်သက်တူကတော့တကယ်ကိုစိတ်ပျက်စရာပါလေရာမဲတယောက်ဘာတွေလုပ်နေတယ်ဆိုတာကြည့်ကြပါရာမဲကိုဘယ်မှာမှမတွေ့ရဘူးသူ့အနေနဲ့ပွဲကိုတက်ရောက်မှုလုံးဝရှိမနေပါဘူးလို့စိတ်ပျက်စွာဝေဖန်ခဲ့ပါတယ်အခုဆိုရင် SD Vauer Champion League ပွဲဥထွက်၃ပွဲစတိုက်ဂိုးသွင်းနိုင်ခဲ့တဲ့ Kylian Mbappe နဲ့ Erling Haaland တို့ရဲ့နောက်မှာတတိယမြောက်စေဂျော်သက်ကစားသမားဖြစ်လာခဲ့ပါပြီ ဒီဘွေးရဘာစီလိုနာအတွက်ကတော့စိတ်ပြက်စရာကောင်းတဲ့ညညဖြစ်ခဲ့ပြီးတော့ခြေစည်းရဲ့ဆေးရထက်တန်မှု SD ဘောင်ရဲ့ခြေစွမ်းနဲ့ကူကူရီလာရဲ့ယာမဲကိုအောင်မြင်မြင်ထိန်းချုပ်နိုင်မှုလို့ကြောင့်မလို့ခြေစည်းရရမဲ့စေမဲ့နဲ့ချန်ပီယံလိအမှတ်ပေးစရာမှာအဆင့်၅အထိကိုတက်လန်းနိုင်ခဲ့ပြီးတော့ဘာစီလိုနာကတော့ရမဲ့ခွန်တမန်နဲ့အဆင့်၅နေရာမှာရှိလို့နေပါတယ်